ဧရာဝတီတိုင်းအင်ကပူမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မဲဆလီကုန်းမှာစစ်တင်တဲတွေပေးနေပြီးတင်တန်းသားတွေအတွက်ပတ်စံကောက်ခံနေသလိုကွင်းကောက်မျိုးစုံကခောက်ကွန်းမှာလည်းတက်နေရတွေခြားထားကြောင်းဒေသခံတွေကပြောပါရယ်။စိုးသူအောင်သတင်းပေးပို့ထားပါရရှင်။အေရရီတန်းအင်ကပူမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်တွေကမဲဆလီကုန်းမြို့မှာစစ်တင်တန်းပေးနေတယ်လို့ ကွင်းကောက်ဘက်မှာလည်းတက်နေရချတာတွေရှိနေတယ်လို့သတင်းကန်တွေကပြောပါရယ်မက်ဆီလီကုန်းဘက်မှာတော့မေလဒုတိယပတ်လောက်ကစလို့ရက်တိုစစ်တင်တန်းပေးနေတာဖြစ်ပြီးစစ်မှုတန်းတွေအတွက်လို့ဆိုပြီးတော့ခေါင်းစဉ်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံနေကြောင်းသတင်းကန်တွေကပြောပါရယ်ရမေကုန်းဘောညာမှာအနေရရှိတယ်စစ်တင်နေပြီတဲ့တို့ဒီနေ့ဝန်ဆောင်ပေးဆန်းဆောင်ရတယ်အဲ့စစ်တင်နေတဲ့ဝန်ကြီးပြောတယ်အဲ့ဒါကဒီနေ့တောင်းဝင်အကုန်လုံးကဒီမှာလာတဲ့ရတယ်မကြသေးဘူးစမ်းပြတာဟောတော့ရှင်မယ်ဆောင်းရှင်ရင်ဆေးရပေါ့ သူတို့ကျွန်တော်ဒီတော့အရက်20တို့ပြောရမယ်ဒီနေ့မတဲ့နေရာမှာတော့ဘယ်လောက်ရှိတယ်တော့ကျွန်တော်လည်းမသိဘူးအဲစစ်မှုရတယ်ကိုကိုထမင်းဖို့ဆိုပြီးတော့ဟာကြီးကကိုတို့ဒီအောင်6000 9000တော့တတိယရောလေရက်ကွက်နဲ့ကြေးရအလိုက်အလဲကြစနစ်နဲ့တလားကိုတအိမ်6000ကနေ9000အကြာစစ်မှုတန်းစားစေးအတွက်ပေးရတယ်လို့လုပ်ငန်းရှင်တွေကလည်းစစ်မှုတန်းတွေအတွက်ကားဝယ်ဖို့ဆိုပြီး3000ကနေ3000အကြာကောက်ခံနေတယ်လို့ဆိုပါတယ်စစ်မှုတန်းမဲပေါက်ခဲ့တယ်ဆိုရင်တော့ အုပ်ချုပ်ရေးဘက်ကကြိုတင်အကြောင်းကြားတာမရှိဘဲနေအိမ်အထိရောက်လာပြီးတော့အသက်35နှစ်အောက်ဆိုတင်းတရာကျော်35ကနေအသက်55ကြားဆိုရင်နောက်ဈေးသမျိုးနဲ့ကောက်ခံနေတာလို့သိရပါတယ်။နောက်ပြီးတော့အဲ့ဒီစစ်မှုတန်းအသက်အရွယ်နှစ်ခုလုံးအတွက်အယုံဝင်တဲ့သူတွေလည်းရှိနေပါတယ်။ဒါအသူပဲအင်ကပူမျိုးနယ်တဲကကွင်းကောက်ဘက်မှာလည်းအခုရက်ပိုင်းတိုက်ပွဲအသံတွေမကြားရပေမဲ့စစ်တပ်ကခံစစ်ပြင်တာနဲ့အင်အားအရွှေ့အပြောင်းတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ 然后凤凰关里有啥古城？然后在那西边，就是说新疆新疆古城出来那些东西。哎，古城嘛，咱都这边咱嗯，我我每年有每年有啥的时候，呃，那一点嘛，古城谁谁没点去？哎，东南路嘛，就是说哎，古城里叫龙鼻河，就是说好个古。 ကျွန်တော်တို့တော့ဝင်လာဝင်အတိုင်းဒါအာမခံခြင်းလည်းမရှိရလို့ကြောင့်ကျွန်တော်တို့ကတော့မတော်ပြင်မလာပြတော့လေဒီဒီချာချာတော့တိုက်ပွဲအနေထားကိုကျွန်တော်တို့ဒီချာမပြဘူးအင်္ဂဘူမျိုးနဲ့တဲတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မေလာတတရပတ်တုံးကတော့ပြစ်ခတ်တန်တွေဟာကွင်းကောက်နဲ့နှစ်မိုင်အကွာလောက်ထိရောက်ရှိခဲ့ကြောင်းသူကပြောပါတယ်ဒါကြောင့်ကွင်းကောက်ဒေသခံအများစုစစ်ဆောင်သွားကြလို့မြို့လူဦးရေရဲ့တုံးချိုးတချိုးလောက်ပဲကျန်တော့တယ်လို့ဆိုပါတယ်ဒေသခံအများစုကတော့တိုက်ပွဲတွေဖြစ်ရင်တိမ်းရှောင်လိုက် ငြိမ်သွားရင်နေရပြန်လိုက်လောက်ကြပြီးတိုက်ပွဲတွေထပ်ဖြစ်လာမှနဲ့မိုးရသည့်ကာလဖြစ်လို့ရေကြီးမှုတွေဖြစ်လာမှကိုလည်းစိုးရိမ်နေကြကြောင်းပြောပါရယ်ကျွန်တော်စိုးသူအောင်ပါ